လောကမှာဆွေးရမှုနဲ့တိုးတက်မှုဆိုတာနှစ်မျိုးရှိတယ်ဆွေးရမှုနဲ့တိုးတက်မှုဆိုတဲ့နေရာမှာပစ္စည်းဥစ္စာဆွေးရတာပစ္စည်းဥစ္စာတိုးတက်တာခြံရံစည်းစိမ်တွေဆွေးရတာခြံရံစည်းစိမ်တွေတိုးတက်တာဆွေးရည်မျိုးတွေဆွေးရသွားတာဆွေးရည်မျိုးတွေတိုးတက်လာတာဒီလိုတိုးတက်မှုဆွေးရမှုဆိုတာလူမြင်နဲ့တိုးတက်မှုဆွေးရမှုတွေပဲ မကောင်းဘူးလားကောင်းတယ်ဟောစီဝါဥစ္စာတိုးတက်လာတယ်ကောင်းတယ်စီဝါဥစ္စာဆုပ်ယုပ်သွားရင်မကောင်းဘူးနောက်တစ်ခုဆွေတွေမျိုးတွေတိုးပွားလာတယ်ကောင်းတယ်ဆွေမျိုးဆွေတွေမျိုးတွေဆုပ်ယုပ်သွားရင်မကောင်းဘူးစီစဉ်ဥစ္စာခြံရံတွေတိုးတက်လာတာကောင်းတယ်ဆုပ်ယုပ်သွားရင်မကောင်းဘူးသို့သောတိုးတက်မှုတွေကိုနှိုင်းရှင်ပြီးတော့ကြည့်မယ်ဆိုရင် ပစ္စည်းဥစ္စာတွေတိုးတက်လာတာဆွေတွေမျိုးတွေတိုးတက်လာတာခြံရံစည်းစိမ်ဥစ္စာတွေတိုးတက်လာတာဒီတက်တက်မှုတွေကပြောပလောက်တာမဟုတ်ဘူးတဲ့။ဘာနဲ့နှိုင်းရှင်ရင်မပြောပလောက်ဘူးလို့ဆိုရင်အသိပညာတိုးတက်မှုနဲ့နှိုင်းရှင်ရင်ပြောစရာမရှိဘူး။သူပြောတာနော်။အသိပညာတိုးတက်မှုဟာအရေးပါဆုံးပဲ။ဒါကြောင့်မို့ တိုးတက်မှုထဲမှာအကောင်းဆုံးဖြစ်တဲ့အသိပညာတိုးတက်မှုကိုစ조사ကြအောင်အဲ့ဒီအသိပညာတိုးတက်မှုဆိုတဲ့ထဲမှာလည်းလိမ္မာယဉ်ကျေးမှုကိုချင်းတရားနဲ့ပတ်သက်တဲ့တိုးတက်မှုကိုချင်းတရားနဲ့ပတ်သက်တဲ့တိုးတက်မှုအသိပညာနဲ့ပတ်သက်တဲ့တိုးတက်မှုဒီတိုးတက်မှုတွေဟာလောကမှာအကောင်းဆုံးတိုးတက်မှုတွေတခြားဟာတွေဆောက်ရုပ်သွားခြင်းဆောက်ရုပ်ပါစေမတတ်နိုင်ဘူး ကိုချင်းတရားနဲ့အသိပညာမဆုံရအောင်ကြိုးစားဖို့လိုတယ်။ကိုချင်းတရားဘယ်တော့မှမပြည့်စည်ရဘူး။ကုလူမျိုးရဲ့ဓလေထုံတန်းဆက်လာကိုဘယ်တော့မှမဆုံရ။လောကမှာဏိတိကျမ်းတွေကပြောတယ်။ချင်းနေဆိုတာစားစရာမရှိလို့ရှိရင်တော့မျက်စားမှမဟုတ်ဘူးတဲ့။ စားစရာအပါရှိမှမြတ်တော်မစားဘူးအသေးပဲခံပါလို့အဲ့ဒါလိုပဲကို့အမျိုးရဲ့ဂုံတိတ်ခါကို့ရဲ့ဂုံတိတ်ခါကိုချင်းတရားကိုစွန့်လွတ်ပြီးတော့အသိပညာတွေကိုချင်းတရားတွေအပြည့်ခံပြီးတော့တခြားဟာကိုရအောင်မယူဘူးလို့ပြောလို့ဆိုတာ